ဆိုနောက်တစ်ခုကကြတော့ integrity နဲ့ပတ်သက်လို့ပေါ့နော်တချို့တွေလိုအပ်သလားပေါ့လူတွေမှာပြောမှဆိုရှင်တော့လိုအပ်မသိဘူးလိုလည်းမလိုအပ်ဖြစ်နေလူတွေကတော့မွေးလာပြီးတော့တည်သွားကြတာပဲတခုတော့ရှိတယ် complete ဖြစ်တဲ့ခံစားချက်မျိုးမရှိလို့မတည်သွားကြဘူးဆိုသူတို့ရဲ့ဘဝမှာသူတို့လိုချင်တာလည်းရအောင်မယူသွားကြဘူးပြီးတော့သူတို့ရဲ့ဘဝမှာ yes or no လည်းမပြောသွားနိုင်ဘူးသူတို့က yes ပြောချင်တာလည်းမပြောခဲ့ရဘူး no ပြောချင်တာလည်းမပြောခဲ့ရဘူးเนาะ integrity ရှိတယ်ဆိုလို့ရှိရင်တော့ ိုဘဝကိုတဆင့်ချင်းတက်တဲ့နေရာမှာပို့ပြီးတော့တွက်လက်တင်ဉာဏ်ကံနေတိကျမှုရှိတယ်။လို့ရှိရင်စောစောကိုလိုချင်တဲ့နေရာကိုရောက်တယ်ပေါ့နော်။အင်တာဗျူးမရှိဘူးဆိုရင်တော့ကိုကနှင်းနှင်းလေးလေးနဲ့လမ်းလျှောက်နေတဲ့သဘောပဲပေါ့နော်။ဒါကြောင့်အင်တာဗျူးထည့်မယ်ဆိုလို့ရှိရင်တော့အဲ့သူကအရန်ကိုအဆုံးထက်စီတဲ့ empower ဖြစ်စီတယ်ပေါ့နော်။ကျွန်တော်တို့က integrity ရှိတဲ့ခါကျတော့ကျေတော့ဒီ society မှာ ပြောထားတဲ့ value တွေတက်ဖို့တော့အဲ့ဒါတွေနဲ့မဆိုင်ဘူးเนาะလူချင်းဝတ်တွေကောင်းလာဖို့တော့ အဲတဘောကတော့ဟိုအတင်တိတ်ခါရီလူကြားထဲမှာပို့ပြီးတိုးတက်လာဖို့အဲ့ဒါနဲ့မဆိုင်ဘူးမိမိနဲ့ပဲဆိုင်တယ်မိမိရဲ့စိတ်ဘလို့တွာလာနေလဲမိမိကဘလို့စဉ်းစားနေတယ်လဲမိမိကဘလို့ဖြစ်နေတယ်လဲလို့ရှိရင်ရှင်းလင်းပြတ်သားမှုရှိရလားမိမိဘာလို့ချင်တာလဲမိမိကဘာမလို့ချင်တာလဲဒါကိုအတိအကျသိလာမယ် integrity မှာ နော် society ရဲ့ pressure ကိုလည်းကိုကအရင်ကဆိုခံစားနေရတယ် society ကလို့ပြောရင်ကိုကဟိုရှက်ကြောက်ပြီးတော့မှကိုက looking good နဲ့ society ကိုလည်းလိုက်ပြီးလုပ်နေ integrity နဲ့နေတတ်တဲ့လူက society ကိုလည်းအပြစ်မမြင်တော့ဘူး society နဲ့လည်းအလုံးလုံးသွားတယ်ဒါအပြင်ကို तू ကမိမိကိုယ်တိုင်နဲ့မိမိလှုပ်ချင်တဲ့မိမိရဲ့ goal ကိုလည်းမပြောက်ဘူးရအောင်လုပ်သွားတယ်တကယ်တော့လူကြီးတွေမှာ society မှာနေရတာ society ကိုရှောင်ပြီးတော့မှမိမိလှုပ်ချင်တာလှုပ်တာတက္ကန်တာပေါ့နော် တခါမိမိလှုပ်ချင်တာလှုပ်ပြီးတော့မှအဲတခါကျတော့ရှင် society ဘက်ကိုလိုက်ပြီးမိမိကိုယ်ကမိမိလှုပ်ချင်တာမလှုပ်ရတော့ဘူးဆိုတာလည်းဖြစ်တတ်တယ်ဒါပေမဲ့ integrity ခြံထားတဲ့လူကြတော့နှစ်ခုစလုံးအဆင်ပြေတယ်ဗကြားရည်ကနေလှုပ်သွားတဲ့သဘောပေါ့နော်တခါကျတော့ရှင် integrity ကဘယ်လောက်ထိကောင်းလဲဆိုလို့ရှိရင်အလုပ်တွေမှာရှိရမလား company တွေမှာဟိုဒီ company ကချမှတ်ထားတယ်ချင်းဝတ်တီရှိရင်နော်တကယ်လို့ဆိုလို့ရှင် io io နဲ့အဲ့ချမှတ်တဲ့အတိုင်းနေရမယ်ဆိုရင်ကိုက integrity မရှိဘူးဆိုလို့ရှင်အော် မဖြစ်ဘူးအလုတ်ကမပြီးဘူးထားလိုက်ပါတော့လीပေါ့ပက်စစ်သဘောမျိုးဖြစ်သွားတာပေါ့နော်ဟိုရောချောချလိုက်တာမျိုးပေါ့ကိုကိုတိုင်းလည်းအားအင်ရှိတော့လိုက်ပြီးတော့ဒီဇိုင်းလုပ်ရတာဒါပေမဲ့ interview ရှိတဲ့လူကြအဲ့လိုမဟုတ်ဘူးအရှိ့ကိုအရှိ့တိုင်းမြင်ပြီးတော့မှ workability ဖြစ်ဖို့ဒီ company မှာကိစ္စမရှိဘူး company rule regulation ကိုလိုက်ချင်မှလိုက်မယ်ဒါပေမဲ့တည်င်းကမှအလုတ်ဖြစ်ဖို့တော့ဘယ်လိုလုပ်မလဲဆိုတော့ interview ရှိတဲ့လူကြလုံးလုံးသွားတာခံပြီးသွားတာ ရအောင်လို့ create လုပ်လို့တော့တင်မှာ breakdown ဖြစ်နေတယ်ဘာလို့ breakdown ဖြစ်နေရလဲဆိုရင် morality တွေ ethic တွေပါလို့ဖြစ်ခြင်းဖြစ်နေဘာလို့ဆိုဒီ company ကဟို chairman တွေလောက်ထားလို့ကြောင့်မလုပ်ဖြစ်ဘူးတဲ့ဒါပေမဲ့ integrity ရှိရလို့ခြင်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီအချိန်မှာ breakthrough ဖြစ်သွားတယ် workability ဖြစ်သွားတော့မှတဆင့်တက်သွားတယ်ရှိတယ် integrity ကအရန်လိုပါတယ်နော်တည်ငါအတွင်းမှာတချီရဲနဲ့ဆုံးဖြတ်မယ်နော်ဘလို့အီယောအီယောမဖြစ်နေဘဲနဲ့ဆုံးဖြတ်မယ်ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်တယ် ဆုံးဖြတ်တာဘာကြောင့်ဆုံးဖြတ်လဲဆိုတော့လည်းသိရဆုံးဖြတ်ပြီးလို့ရှိရင်လည်းမိမိကိုမိမိဂိမ်းမဖြစ်ဘူးမိမိတာဝန်ယူတယ်အဲ့တဘုံမျိုးပေါ့အဲ့လိုမျိုးရှောက်တတ်တယ်ဆိုရှင် integrity ရှိတဲ့လူမှန်တယ်များပြီး power နဲ့ဘဝကိုနေထိုင်လာတတ်တယ်နော်ရှင်းရှင်းလင်းလင်းညနေချင်းဆိုင် face လောက်တက်လာတယ် integrity ရှိတယ်ဆိုရှင်တော့လူတွေအတွက်ကတော့ဟိုလိုအပ်တာမလိုတတ်တာတကယ်ကိုအကျိုးရှိတယ်လို့ပြောလို့ရတာပေါ့နော်